အခုတောက်ကြသားသမီးများအတွက်တပတ်စာကံကြမ္မာများကိုစပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်เนาะတောက်ကြသားသမီးများအခုဒီနေ့16ရက်နေ့ကနေပြီးတော့10လပိုင်း25ရက်နေ့ထိเนาะအစာဆုံးလေးကြည်ပေးပါဆရာမစေတနာမေတ္တာနဲ့တရားလေးကြည်ပေးမှာဖြစ်ပါတယ်เนาะအဓိကရေနရလေးတွေလည်းပြုလုပ်ပေးရမယ်เนาะအဲ့တော့တောက်ကြသားသမီးများဒီတစ်ပတ်မှာအရန်ကိုထူကြပါတယ် အလုတ်ကင်နဲ့ပတ်သက်ပြီးတော့အလုတ်နေရာကောင်းလေးရရှိတတ်ပါတယ်အလုတ်ကောင်းပါတယ်ကောင်းမွန်တဲ့ကံတရားပေါ်မှာကြာရောက်နေတာဖြစ်တဲ့အတွက်မိမိတို့အလုတ်နဲ့ပတ်သက်ပြီးတော့အသစ်စတင်အကောင့်တွေဖော်မယ်ဆိုရင်ရဲရဲအကောင့်တွေဖော်လို့ရပါတယ်အလုတ်နဲ့ပတ်သက်ပြီးတော့အလုတ်သစ်ဆိုင်သစ်တွေဖွင့်လင်မယ်ဆိုရင်ဒီကာလမှာအရန်ကိုအောင်မြင်တတ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတွေပိုင်ဆိုင်ရမယ့်ကာလတစ်ခုဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းမျက်နှာဖွင့်လန်းနေရတတ်ပါတယ် ငွေကြေးပိုင်းမှာကြာတော့ကိုလုံနိုင်သလောက်ငွေတွေဝင်လာတတ်ပါတယ်ငွေကြေးကံအလွန်ကောင်းပါတယ်ဒီတပတ်တာကာလမှာတောက်ကြသားသမီးများကငွေကံပေါ်မှာတည်ရှိနေပါတယ်ကိုကအလုပ်ကိုကြူးကြူးဆာဆာနဲ့ဒီတပတ်တာကာလမှာအခွင့်အရေးကိုမိမိရရတာစုပ်ကန်ပြီးတော့ဒါလုပ်မယ်ဆိုရင်ငွေတွေစူဆောင်းပြီးမှအမှန်ပါပဲเนาะငွေအစုလိုက်ပုံလိုက်တည်းလေဝင်လာတတ်ပါတယ်အဲ အိမ်နဲ့ပတ်သက်ပြီးတော့အနည်းငယ်စိတ်ညစ်ရတတ်တယ်စိတ်တော့ကတယ်ရောက်ရှိရတတ်တယ်မိသားစုတွေမတင်မြတ်တာစိတ်ဝမ်းကွဲတာမျိုးတွေကြုံရတတ်ပါတယ်အခုတတိတော်ထားပြီးဘူးလိုအပ်ပါတယ် လူမှုရေးနဲ့ပတ်သက်ပြီးတော့ဒီတပတ်တာကာလမှာကိုမပါရင်မပြီးတလို့လူမှုရေးမှာဝင်ဆက်နေပါတယ်။ဟိုနေရာလဲကိုဝင်ပါသလိုဒီနေရာလဲကိုဝင်ပါသလိုအကူအညီများစွာကိုကပေးနေရတာမျိုးဖြစ်ပါတယ်။အထူးတစ်ပြည့်ပြတော့စေုံစေကန်းသွားတက်ရောက်မဲ့လူနာတွေကိုကိုကစေးပိုးဝါကကိုကြီးထောက်ပံ့ပေးရတာမျိုးတွေကြုံရတတ်ပါတယ်။ဒါလည်းကို့အတွက်ကံကောင်းခြင်းတစ်ခုဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့ကကိုဘာပဲလုပ်လို့အပြည့် တင်နေတဲ့ကာလတစ်ခုဖြစ်ပါတယ်အပြစ်မြင်နေရတဲ့ကာလလို့လည်းပြောလို့ရပါတယ်ခြေင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့ဂယူစိုက်ပေးရမယ်သူ့ပေါ်မှာနည်းနည်းလေးပူပူပြီးတော့ဒီတပတ်တာကာလမှာပူပြီးချစ်ခင်ပေးတာပူပြီးယူရပေးတာပူပြီးတော့နှွေးထွေးပေးတာမျိုးတွေပြုလုပ်ပေးရမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ကိုယ့်ပေါ်မှာအထင်အမြင်တွေလွဲဆွဆဲပြောဆိုတာတွေခံရတခုရှိပါတယ်အချစ်ရေးမှာတော့အထူးတတိထားဖို့လိုအပ်ပါလေခြေလမ်းမှားလို့မရဘူး လောက်အောင်စောင့်ကြည့်ခံရနေရတဲ့ကာလတစ်ခုလို့ပြောလို့ရပါတယ်။အိမ်တော်ဝင်းနဲ့ပတ်သက်ပြီးတော့နှစ်ဦးနှစ်ဖက်ညီမျှနေပါတယ်နော်။အဲ့တော့အိမ်တော်ရေးရတော့ဒီတပတ်တာကာလမှာအလွန်အေးချမ်းစွာနဲ့ဖြတ်တန်းရမယ့်ကာလတစ်ခုဖြစ်ပါတယ်။ သားသမီးများအချုပ်ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ဒီတပတ်ကကာလာမှာအချုပ်ဒီတပတ်ကနေစပြီးတော့ဒိတ်တန်တစ်ခုဝင်မှာစုတောင်းမှာမိမိတို့ရဲ့ဒိတ်တန်နေမိမိတို့ရဲ့စုတောင်းနေပြေဝလာပါလိမ့်မယ်နောက်တစ်ခုကကြတော့ကိုဘာဟုပဲမြင်မြင်ဘာဟုပဲကြာကြာကိုဝင်မပါပါနဲ့ဈာသုံးချောင်းကိုရှောင်ရမယ်ကံပေါ်မှာတည်ရှိနေပါတယ်အဓိကကတော့ကိုက ပစက်ကလေးပိတ်ပြီးတော့တာကိုကနေသွားမယ်ဆိုရင်တော့ဒီတပတ်တာကာလာမှာအေးချမ်းချမ်းနဲ့ဖြတ်တန်းသွားမှာဖြစ်ပါတယ်အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်ဒါကြောင့်တောက်ကြသားသမီးများဒီတပတ်တာကာလာမှာမိမိတို့အနေနဲ့မိမိတို့ရဲ့အိမ်ဖြစ်ရာမှာရေတောက်တော်ရေစွန်းတော်များကတ်လူပြီးဝိုင်းကြေးစီ၅ချက်တီးပေးပါနော်ကြေးစီ၅ချက်ကိုနေ့စဉ်နေ့စဉ်တီးပေးဖို့မမေ့ပါနဲ့ဒါကမိမိတို့ရဲ့ကံတွေကောင်းမြတ်မှုကံတွေကိုမြှင့်တင်တဲ့ ရေရာတစ်ခုဆိုရင်လည်းပြောလို့ရပါတယ်เนาะအဲ့တော့ဒီတောက်ကြသားသမီးကမိမိတို့အနေနဲ့အောင်းရင် မြတ်စွာဘုရားရှင်ကိုဆုံးကတ်လို့ရပါတယ်နောက်တစ်ခုစပယ်၃ကိုနှင်းစီ၃ပွင်ရွက်လ၃ညွန့်ကိုလည်းပန်းအုံးလေးတစ်လုံးနဲ့တည်တန့်လေးလှူဒန်းပေးပါကဲဒီဒီပတ်တာတာကာလာမတောက်ကြသားသမီးများစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေပြည့်ဝနိုင်ကြပါစေရှင်ဒီဒီပတ်တာကာလာမတောက်ကြသားသမီးများကတော့တနင်္ဂနွေသားသမီးကြာသာပေးသားသမီးနဲ့အထူးဂရုစိုက်ပြီးတော့ဆက်ဆံပေးရမယ့်ကာလာတစ်ခုဖြစ်ပါတယ်